အားလုံးပဲမင်္ဂလာပါ VOC သတင်းဌာနအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့ဒီဇင်ဘာလ10ရက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာပါယနေ့ညနားဆက်မဲ့သတင်းတွေကတော့ဖလားမြို့ကို UTP စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့ချင်းတော်လန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပုံကျဲတက်ခိုက်နေတဲ့သတင်း American ပြည်ထောင်စု Las Vegas မှာကျင်းပတဲ့ UFC 323ပြိုင်ပွဲမှာ Chin Fighter Joshua Van ကလက်ရှိ Champion Alexandra Pantoja ကို အလဲထိုးနဲ့အနံ့ရရှိပြီး flyweight weightern ကမ္ဘာချန်ပီယံအသစ်ဖြစ်လာတဲ့တဲ့ရန်ကုန်မြို့မှာနေထိုင်တဲ့ချင်းဓမ္မတော်အမှုတော်ဆောင်ဆရာတပါးကိုအချမ်းပစစ်တပ်ကဖမ်းဆီးပြီးစစ်မှုထမ်းတင်နန်းတက်ရောက်ဖို့ပို့ဆောင်လိုက်တဲ့တဲ့နေနဲ့အတူချားစိတ်ဝင်စားစရာနောက်ဆုံးရတဲ့တဲ့နေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ချင်းပြည်မြောက်ပိုင်းဖလန်းမြို့ကို UTP စစ်ကြောင်းထိုးလာတဲ့အချမ်းပစစ်တပ်နဲ့ချင်းတော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပြီး အချမ်းပစစ်တပ်ကလေကြောင်းကနေပုံချေတိုက်ခိုက်နေတယ်လို့သိရပါတယ်။တိုင်ငန်ကျေးရွာနယ်ဝေဘူးလာမြို့ကနေစစ်အင်အားအလုံးရင်းဖြင့်ခြေတက်လာတဲ့အချမ်းပစစ်တပ်ဟာဖလမ်မြို့ကိုမရောက်သေးပေမဲ့တဖြည်းဖြည်းနီးကပ်လာနေပြီးချင်းပြည်ဆိုရတပ်ဖွဲ့စစ်ကြောင်းနဲ့ကမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။ချမ်းပစစ်တပ်ဟာမြေပြင်ကနေထိုးစစ်ဆင်နေသလိုလေကြောင်းကနေလည်း Y12 လေယာဉ်ဖြင့်120ဘုံးသီးတွေကျဲချပြီးစစ်ကူပေးနေတယ်လို့သိရပါတယ်။ မနေ့ကလည်းဖလားမြို့နယ်တဲကို White 12လင်းဖြင့်120မမပုံသီးတွေအလုံး90ကျော်ကျဲချခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ဌာနကနေသိရပါတယ်။ American Pidong Zoo Las Vegas မြို့ T-Mobile Arena မှာဒီဇင်ဘာလ9ရက်နေ့ပိုင်းမှာကျင်းပတဲ့ UFC 323ပြိုင်ပွဲမှာ Chef Fighter Joshua Van ကလက်ရှိချန်ပီယံ Alexandra Pantoja ကိုလက်ထိုးနဲ့အနိုင်ရရှိပြီး Flyweight Weightan ကမ္ဘာချန်ပီယံအဖြစ်ဖြစ်လာပါတယ်။ ဂျော့ရှွာဘန်နဲ့မန်တိုဂျာတို့ဟာ UFC 323ပြိုင်ပွဲရဲ့ဒုတိယကောင်ပွဲခို main event ဖြစ်ရှင်ပြန်ခဲ့ကြပြီးပွဲအစစကန်ပိုင်းအကြမှာပဲဂျော့ရှွာဘန်က technical knockout TKO နဲ့အနိုင်ရရှိသွားတာဖြစ်ပါတယ်။မန်တိုဂျာဟာချန်ပီယံကပတ်ကိုလေးကြိမ်တိုင်ကာကွယ်လာပြီးတဲ့နောက်မြန်မာဖိုက်တာဂျော့ရှွာဘန်နဲ့အတွေ့မှာသူ့ရဲ့ချန်ပီယံကပတ်ကိုလက်လွတ်လိုက်ရတာဖြစ်ပါတယ်။ရှင်ဖိုက်တာဂျော့ရှွာဗန်ဟာ UFC တမိုင်းမှာပထမဆုံးအချိန်ချန်ပီယံဖြစ်လာတဲ့မြန်မာပြည်ပွားဖြစ်ပါတယ် ဖက်ပင် UFC တပိုင်းချောင်းတစ်လျှောက်ဒုတိယအတက်ငယ်ဆုံးချန်ပီယံဖြစ်လာတယ်လို့ UFC ချန်ပီယံကပတ်ရယူပိုင်ဆိုင်တဲ့ပထမဆုံးအာရှဘွားဖိုက်တာလည်းဖြစ်လာခဲ့ပါတယ် UFC ရဲ့ flyweight weight ကမှကမ္ဘာ့ချန်ပီယံအသစ်ဖြစ်လာတဲ့ချင်းဖိုက်တာဂျော့ရှာဗန်ရဲ့အောင်မြင်မှုအပေါ်အထူးဂုဏ်ပြုဝမ်းသာကြောင်းချင်းမျိုးသားတအူစီယန်နဲ့ကွာရင်လေးထုတ်ပြန်ပါတယ်။ American ပြည်ထောင်စု Las Vegas မြို့ Timo Barina မှာဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းကချင်းပါတဲ့ UFC 323ပြိုင်ပွဲမှာ Chief Fighter Joshua Van ကလက်ရှိချန်ပီယံ Alexandra Pantoja ကို second round တွင်မှာအလဲထိုးနိုင်ယူခဲ့ပြီးကမ္ဘာချန်ပီယံကပတ်ကိုထိုက်တန်စွာဆက်ကူးခဲ့တဲ့အပေါ်အထူးဝမ်းမြောက်ဂုဏ်ယူကြောင်းယနေ့ဒီဇင်ဘာ10ရက်နေ့မှာ CNF ကထုတ်ပြန်ပါတယ်။ Chief Fighter Joshua Van ဟာ UFC တမိုင်းတစ်လျှောက်မှာဒုတိယအသက်ငယ်ဆုံးချန်ပီယံဖြစ်လာတဲ့အပြင်အာရှတိုင်လုံးရဲ့ပထမဆုံးအမျိုးသားချန်ပီယံဖြစ်အလှဆုံးတမိုင်းဆာမျက်နှာတစ်ကိုဖတ်တည်သူဖြစ်ပါတယ်။ ဂျော့ရှာဘိုင်ယံမဆုံမနစ်သောဇွဲလုံလာဝရိယဆိုင်ထွန်းမှုမိသားစုအပေါ်မေတ္တာစေတနာထားမှုနဲ့မိဘကျေးဇူးတည်တတ်မှုတို့ဟာနာဂတ်လူငယ်တွေအတွက်အတူယူစရာဖြစ်သလိုရှစ်ဆက်သွားမဲ့ကစားပွဲတိုင်းမှာလည်းအောင်ပွဲအလီလီစခုနိုင်ပါစေကြောင်းချင်းမျိုးသားတအူစီအန်ကဆန္ဒပြုထားပါတယ်။အိန္ဒိယနိုင်ငံမဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပူလလ်ဒူအမာကလည်း UFC fighter weightdan ကမ္ဘာချန်ပီယံဂျော့ရှာဘိုင်ယံရဲ့အောင်မြင်မှုအပေါ်မဇိုရမ်ပြည်သူတွေကဂုဏ်ယူဝမ်းမြောက်ကြောင်း ယခုအောင်မြင်မှုကိုအမြဲအမှတ်ရနေမှာဖြစ်သလိုရှေ့ဆက်သွားမယ့်ကစားပွဲတိုင်းမှာလည်းအောင်မြင်မှုတွေဆက်လက်ရရှိနိုင်ပါစေလို့ဆန္ဒပြုအကြံဖော်ပြထားပါတယ်။ American တန်ယုံရန်ကုန်ကလည်း UFC Flyweight Champion တစ်ဖြစ်လာသူ Chief Fighter Joshua Van ကိုဂုဏ်ပြုကြောင်းဒီနေ့မှာထုတ်ပြန်ထားပါတယ်။ရန်ကုန်မြို့မှာနေထိုင်တဲ့ချင်းဓမ္မမှုတော်ဆောင်ဆရာပေါင်းမွန်လျင်ကိုအကြံပေးတဲ့ကဖန်စီပီစစ်မှုရန်တန်တန်တက်ရောက်ရန်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ မြန်မာ PAG တင်ဝန်ကြီးလီအတင်းတော်များရန်ကုန်ရဲ့ဓမ္မမှုတော်ဆောင် ကပ္ပကိုင်ဆောင်သူဆရာပေါင်းမွန်လျင်ဟာလွန်ပါလ30ရက်နေ့ကရန်ကုန်မြို့ပန်းစရံမှတ်တိုင်ကနေပြန်လာတဲ့ချိန်မှာမိသားစုနဲ့ဆက်သွယ်ပြတ်တောက်သွားပြီးရောက်ဆုံးနေကြတာဖြစ်ပါတယ်။အဲဒီနောက်တပတ်ကျော်အကြာဒီနေ့ဒီဇင်ဘာ10ရက်နေ့မနက်ပိုင်း9:00နာရီမှာမိသားစုထံတယ်လီဖုန်းဖြင့်ဆက်ကြလာတဲ့ချိန်ကြမှာသာစစ်မှုတန်းတပ်သားဖြစ်စူးစမ်းခံရတယ်ဆိုတာသိရှိရတယ်လို့မိသားစုဝင်ကပြောပါတယ် ူကရန်ကုန်မြို့ယူစင်းကနေတောင်တကုန်းဆက်ကြကတိမ်ချောင်းလမ်းစုံကနေစစ်တလန်တက်ရောက်ဖို့ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတာဖြစ်ပြီးလက်ရှိမှာနေရီမြို့အနီးကစစ်တလန်လက်ချင်းရေစခန်းကို ရောက်ရှိနေပြီဖြစ်တယ်လို့မိသားစုအနေကပြောပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ကိုပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဒီကနေ့ထုတ်ပြန်ကြေညာပါတယ် ီရောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH အနေနဲ့2020အထွေထွေရေးကောက်ပွဲမှာပြည်သူလူထုကအနှင်းထားတဲ့အာဏာကိုကျင့်သုံးပြီး Federal Democracy ပြင်းရင်အရာအစိုးရအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ဆိုပါရယ် CRPH အခုဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့မှာဝင်ကြီးဌာနတချို့ကိုဖယ်ရှားလိုက်ပြီးဝင်ကြီးဌာနတချို့ကိုတော့စူပါဖွဲ့စည်းလိုက်တာတွေ့ရပါတယ် NUG ကလည်းနှုတ်ထွက်သွားပြီးဖြစ်တဲ့ဒေါက်တာဆာဆာဦးဆောင်ရဲ့အပြည်ပြည်ဆိုင်ရာဥပပေါင်းဆောင်ရွက်ရေးဝင်ကြီးဌာနက စီဝါကုတန်ဝန်ကြီးဌာနဆက်သွယ်ရေးဝန်ကြီးဌာနအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ဆိုင်ရာဝန်ကြီးဌာနစုစုပေါင်းဌာနလေးခုဟာအခုအစ်စ်ဖွဲ့လိုက်တဲ့အစိုးရဖွဲ့မှာပါမလာတော့ပါဘူးကျမိုင်းနဲ့ပညာရေးဝန်ကြီးဌာနဝန်ကြီးအဖြစ်တာဝန်ယူထားတဲ့ဒေါက်တာဇော်ဝေဆိုးကိုပြည်တော်စုဝန်ကြီးချုပ်ယူရုံပြည်တော်စုဝန်ကြီးအဖြစ်ကြောင်းလဲတာဝန်ပေးလိုက်ပြီးကျမိုင်းဝန်ကြီးဌာနပြည်တော်စုဝန်ကြီးအဖြစ်ဒေါက်တာရွှေပုံပညာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးအဖြစ်ကြာအတွယ်ပန်တို့ကို တာဝန်ပေးလိုက်ပါတယ်။ဒါပြင်ပညာရေးဝန်ကြီးဒေါက်တာစိုင်းခိုင်မြို့ထွန်းကိုနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးရထားတာတွေ့ရပါတယ်။အစိုးရဖွဲ့မှသမရဦးဝင်းမြတ်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ဒေါအောင်ဆန်းစုကြည်ယာယီသမရအဖြစ်ဒူဝလက်ရှိလာနဲ့ဝန်ကြီးချုပ်အဖြစ်မောင်ဝင်းခိုင်တန်းတို့ကဆက်လက်တာဝန်ယူထားပါတယ်။ဦးအီမွန်ဒေါ်စင်မအောင်ဒေါက်တာလျှင်မှုစခေါင်ဒေါက်တာဝင်းမြတ်အေး ဦးအောင်မျိုးမင်းတို့အပါအဝင်ဝင်ကြီးရတို့အများစုကလည်းအပြောင်းအလဲမရှိခဲ့ဘူးလို့သိရပါတယ်။ကချင်ပြည်နယ်ဖားကမြို့နယ်လုံခင်ကျေးရွာအုပ်စုမလောင်ရွာတက်ကုံကျေးရွာကိုဂျမ်ပါစစ်တပ်က drone နဲ့ပုံကျဲတိုက်ခိုက်ရမှာမိသားစုဝင်၃ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။မနေ့ဒီဇင်ဘာ9ရက်ည7:00နာရီဝန်းကျင်လောက်မှာဂျမ်ပါစစ်တပ်ကမလောင်ရွာတက်ကုံရွာကို drone နဲ့နှစ်ချိန်ပုံကျဲခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ မုံချဲတက်ခတ်မှုကြောင့်ဥဇော်လွင်ဦးရဲ့နေအိမ်ပေါ်ကြားရောက်ပောက်ကွဲပြီးဥဇော်လွင်ဦးဇနီးဖြစ်သူနဲ့73နှစ်အရွယ်ကလေးတဦးတည်ဆုံးခဲ့တယ်လို့သိရပါတယ်။သူရဲ့ခုနှစ်လသားအရွယ်ကလေးငယ်တဦးသာအသက်ရှင်ကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။အချမ်းပဲစစ်တပ်ဟာဖာကတ်မြို့ဘျူဟာကုန်းကနေလက်နက်ကြီး drone တွေနဲ့ခြေရွာတွေကိုပစ်ခတ်လေရှိပြီးရက်သားထိခိုက်တည်ဆုံးမှုတွေမကြာခဏဖြစ်ပွားလေရှိပါတယ်။ ဒီဒီမဲ VOC သတင်းထောက်လိုက်တာဆိုရင်ရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်